ရှင်ညာတော်ဆူရောက်ခဲ့ကြတယ်တခိုးဓမြမြန်။နံပါတ်၁အနေနဲ့ကတော့ဆန္ဒကလော့တခိုးပဲဖြစ်ပါတယ်။ဒီလူကတော့ခရစ်မတ်ပုံမြင်နေနားထောင်နေရင်းနဲ့အချီးပွားမဲ့အချံတစ်ခုရသွားခဲ့ပါတယ်။ဘာအခရစ်မတ်ဖိုးဖိုးကြီးလိုမျိုးအိမ်ထဲကိုမိကိုခေါင်းနိုင်နေရနေဝင်ပြီးတော့အထက်ကပစ္စည်းတွေခိုးမလို့ပါ။တရမှာတော့သူ့အချံကိုအကောင့်ထဲပေါ်တဲ့အနေနဲ့အိမ်တိန်ကိုစဝင်ခဲ့ပါတယ်။အကန့်ဆိုးကျင်တော့မိကိုခေါင်းနိုင်တဲ့ခနာကူနဲ့ကွက်တီဖြစ်သွားခဲ့ပြီးတော့အိမ်ထဲမရောက်လိုက်ခင်မှာနဲ့အပေါက်ဝါမှာတက်သွားခဲ့ပါတယ်။ အနောက်ဆုံးဘလို့မှပြန်ထွက်လို့မရတဲ့အဆုံးမှာတော့ကိုယ့်အကိုယ်ပဲရဲကိုဖုံးဆက်ပြီးတိုင်လိုက်ရပါတယ်။အဲဒီတော့မှမိသားတပ်ဖွဲ့တွေရောက်ချလာပြီးတော့သူများရင်ခိုးတဲ့တခိုးကိုဝိုင်းကယ်လိုက်ရပါတယ်။ဒါကြောင့်လူချင်းမင်းတို့လည်းသူများရင်ခိုးတော့မယ်ဆိုရင်ဝိတ်လေးပါလေးအရင်ချဖို့အကြံပေးခြင်းပါ။နံပါတ်၄အနေနဲ့ကတော့ဖုန်းဆက်ပြီးတိုက်တဲ့တမားပါဒီလူကတော့ဘန်တစ်ခုကိုတမားတိုက်ဖို့အတွက်သူများနဲ့မတူတဲ့ idea တစ်ခုရရှိခဲ့ပါတယ် အဲ့ဒါကတော့တ냐မတိုက်ခင်မိနစ်ပိုင်းအလိုမှာဘန်ကိုကြိုပြီးတော့ဖုံးဆက်ထားလိုက်တာပါအင်းအဲ့အဲ့ဒါနဲ့ခဏနေကြာရင်တ냐လာတိုက်မယ်ဆိုပြီးတော့ဘန်ကိုပတ်စံနေကြိုထုတ်ထားဖို့လမ်းပြောလိုက်ပါတယ်သူတွေးထားတာကတော့တခါလေးအိတ်ဆွဲပြီးထွက်ပြေးမယ်လို့ပါဒါပေမဲ့သူမတွေးလိုက်မိတာကတော့သူမရောက်ခင်မှာတည်းရဲတွေကြိုရောက်နေပြီဆိုတာပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့ခဏကြာတော့ခုနဖုံးဆက်တဲ့သူကတငယ်ချင်းတယောက်နဲ့အတူတူဘန်ကိုရောက်ချလာခဲ့ပါတယ် နှစ်ယောက်စလုံးလက်ပလာနေပါအဲ့ဒီလုံနဲ့ရဲရဲလဲချွေးတောင်မထွက်လိုက်ပဲနဲ့ဗန္ဓမြနှစ်ဦးစလုံးကိုအသာလေးဖမ်းဆီးနိုင်ခဲ့ပါလေမိတ်ဆွေကိုကိုကိုတုံးလာပြီးထင်နေရင်ဒီလူကိုယုံပြီးလိုက်လာတဲ့ဘေးနာသူတငယ်ချင်းကိုသာတတိယနံပါတ်3နေနေကတော့ထီလက်မှတ်တစ်ခုပဲဖြစ်ပါတယ်ဒီလူကတော့သူတို့ကြတာထီပေါက်ချင်တဲ့တကူတယောက်ပါခိုးတာတော့မှထီလက်မှတ်တစ်ခုပဲရွေးခိုးခဲ့တာဖြစ်ပါတယ်ဒီလူကတော့စတိုးဆိုင်တစ်ခုတည်းကနေလူလစ်တုံထီလက်မှတ်ခိုးပြီးထွက်ပြေးသွားခဲ့ပါတယ် ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲခိုးလာတဲ့ထီလက်မှတ်တွေကအလုံးပေါင်းမှဒေါ်လာ30ပဲထပ်ပေါက်ခဲ့ပါဒါပေမဲ့ညံတော်ကိုရှေချထားရမယ့်တကူကတော့သူခိုးလာတဲ့ဆိုင်မှာမှဒီပတ်စံ30ကိုသွားပြန်ထုံးမိပါတယ်လုံခဲ့တဲ့နိုင်ပိုင်းကမှသူ့ဆိုင်ကနေခိုးလာတာမို့လို့ဆိုင်ရှင်ကလည်းချက်ချင်းရေးမိသွားပြီးတော့ရဲခေါ်ပြီးဖမ်းခိုင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ထီပေါက်တဲ့ပတ်စံလေးမရတဲ့အပြင်ကမှဓာန်ွေပါတောင်းနဲ့ချီပြီးတော့ဆောင်လိုက်ရပါဒါကြောင့်လူကြီးမင်းတို့လည်းခိုးမယ်ဆိုရင်ထီလက်မှတ်တော့မခိုးကြဘူးအကြံပေးချင်ပါတယ်။မတော်တဆထပောက်သွားရင်ထုတ်ဝါခန့်နေမှာဆိုလိုပါ။ နံပါတ်၄နေနေကတော့ကိုပြောက်တခိုးပဲဖြစ်ပါတယ်။ဒီတခိုးတွေကတော့ဘသူနဲ့မှမတူဘဲနဲ့ကိုပြောက်နိုင်တဲ့နီလန်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဟမ်။တာမန်မျက်လုံးနဲ့ကြည့်လို့မရတဲ့ဆပ်ပင်မန်တွေကိုကြည့်ပြီးတော့ဒီအကြံကိုရရှိသွားခဲ့တာဖြစ်ပါတယ်။အမှင်နေတော့ပြောက်နိုင်သေးရင်သူတို့လည်းကိုပြောက်နိုင်တယ်ဆိုပြီးတော့ပါ။အဲ့လိုနဲ့တရက်မှတကူလုံးကိုပြောက်မင်းတွေလိမ့်ပြီးတော့နှစ်ယောက်သားဓမြသွားတိုက်ကြပါတယ်။အဲ့သူတို့စိတ်ထဲမှာကိုပြောက်နေပြီထင်ပြီးတော့မျက်နှာဖုံးတော်မဆွပဲသွားတိုက်ခဲ့တာပါ။ ဒါပေမဲ့ဒီနောက်ဦးကတော့တကယ်ပဲအောင်မြင်မြင်နဲ့တိုက်နိုင်ခဲ့တဲ့အပြင် CCTV ရှေ့မှာတောင် ပြောင်ပြလိုက်သေးပါတယ်။အဲဒါပေမဲ့ဒီလိုပြောင်ပြလိုက်တာကပဲကို့ပင်ကိုသုံးတဲ့ထိုးသလိုဖြစ်သွားခဲ့တာပါ။ရဲတွေက CCTV ကရုံနဲ့တိုက်ပြီးတော့အင်ကိုနိုင်ပိုင်းအတွင်းရောက်ချလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတော့နောက်ဆုံးချိန်ထိကိုကိုပြောက်တယ်ပဲထင်နေသေးပြီးတော့ကင်မရာထဲမှာမှလို့မြင်ရတယ်ပဲထင်နေခဲ့တာ။နံပါတ်9နေနေကတော့လိုင်းမတုံးရရင်မနေနိုင်တဲ့တခိုးပါ။ဒီတခိုးကတော့မိုးတဲနေတဲ့ညတညမှာအိမ်တိမ်ကိုဝင်ခိုးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအိမ်ပိုင်ရှင်တွေက